။မြချင်းပြည်နယ်ကိုရောက်ရှိနေတဲ့ဒေါက်ဆန်းစုကြည်ဟာအော်တိုမတ်လ3ရက်နေ့မနက်ပိုင်းကမြကြီးနားရှိတရားဥပဒေစိုးမွေးစင်တာများစီမံကိန်းဖွင့်ပွဲကိုသွားရောက်ခဲ့ပြီးတဲ့နောက်စေနာရီခွဲခန့်မှာမိုးကောင်းမြို့နယ်နမတိမြို့မှာရေကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးဟောပြောမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်နနက်စစ်တနာရီကျော်မှာမိုးကောင်းမြို့ကိုရောက်ရှိလာခဲ့ပြီးရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းဝေးဟောပြောပွဲတွေဆက်လက်ပြုလုပ်ခဲ့ပါတယ်။မိုးကောင်းမြို့မှာရွေးကောက်ပွဲအွန်လိုင်းဟောပြောပွဲကိုမိုးနေ့၁၂နာရီမှာပြုလုပ်ခဲ့ပါတယ်။မိုးကောင်းမြို့အားကစားပွဲမှာပြုလုပ်တဲ့ရွေးကောက်ပွဲအွန်လိုင်းဟောပြောပွဲမှာဒေသခံတို့က အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုမဲပေးခဲ့ပြီး NLD မနိုင်ရင်ထောင်ချမယ်လို့ပြောဆိုနေတာတွေဟာမှန်ကန်ခြင်းရှိမရှိမေးမြန်းခဲ့ပါတယ်။ဒီလိုမေးမြန်းမှုကိုဒေါ်အောင်ဆန်းစုကြည်ကဒီလိုပြောဆိုမှုဟာလိမ့်လေလှည့်ဖျားပြီးမဲဆွဲတာဖြစ်ကအဲ့ဒီလိုမဲဆွဲမှုကိုတရားဥပဒေအရအရေးယူနိုင်တယ်လို့တက်တဲ့ရှိလို့ရှိရင်အဖွဲ့ချုပ်ကိုတင်ပြပြီးဖို့ပြန်လည်ပြောကြားဖြေရှင်းခဲ့ပါတယ်။ဒါပေမဲ့ဒီမှာနိုင်ငံဟာအနှစ်90ကျော်ချင်းချောက်ပြီးတော့အုပ်ချုပ်ခဲ့အာဏာရှင်စနစ်အာမနေခဲ့ရတော့ပြည်သူလူတွေကြောက်တယ်ဆိုတာလည်းဒါတော့မထူးဆန်းပါဘူး။ ါဒါကျမတို့ရဲ့အိမ်တော်တော်ကဒီလူတွေကိုပြောဖို့ဟာထောင်လဲသူတို့ချလို့မရပါဘူး NLD နိုင်သွားလို့ရှိလို့ရှိရင်ဘယ်သူ့အမှသူတို့လိုက်ပြီးထောင်ချလို့ရမှာမဟုတ်ဘူးဒီလိုချင်းချောက်တဲ့လူတွေကောင်းမသိမ်းသာရောက်တော့အောင်လို့ NLD ဟောတာပုံပြီးတော့မဲပေးလိုက်ပါလို့ လုံးလုံးလက်ပြမှုနော်လုံးလုံးလက်ပြပြီးတော့မဲဆွဲတဲ့ဟာတရားမှုတွေရအေးယူနိုင်တယ်တက်တဲ့ရှိလို့ရှိလို့ရှင်ကျမတို့တင်ပြပါကျမတို့ဥပဒေရကိုအေးယူပါမယ်အခြေခံအပြင်ကျမအမြင်မှာတော့အုပ်ချုပ်တဲ့အစိုးရဟာဖြတ်မှလို့ရှင်ပွင့်လဲလို့ရှင်ပြည်သူအကျိုးကိုကိုယ့်ရဲ့ဒီသားစုကိုယ့်ရဲ့အကျိုးအတွက်အရှိမထားမယ်ဆိုလို့ရှင်ကျမတို့မပြေရှင်းနိုင်တဲ့ပြဿနာဆိုတာမရှိပါဘူးအဲ့ဒီထဲမှာတိုင်းသားရေးတွေလည်းပါပါလေ ဒါမျိုးကျမတို့တိုင်းသားအရေးတွေနဲ့ပတ်သက်လို့ကျမတို့ပြည်သူတွေလည်းအားလုံးဝိုင်းပြီးတော့ဖြည့်ရှင်းပေးပါလို့ကျမမေတ္တာရခံကြပါလေ။ကျမရဲ့တိုင်းသားလူမျိုးတွေအားလုံးကြားမှာမေတ္တာပွားအောင်လို့ယုံကြည်မှုပွားအောင်လို့တရားပေါ်တရားချစ်ချစ်ခင်ခင်လေးလေးဆဆနေနိုင်အောင်လို့ပြည်သူတွေကလည်းဝိုင်းပြီးတော့လုပ်ပေးကြပါ။အဲ့ဒီလိုစိတ်ဓာတ်တွေရှိမှကျမတို့ဥဆောင်တဲ့အစိုးရထိရောက်တဲ့ငြိမ်းချမ်းရေးစီမံကိန်းတွေကိုမြန်မြန်ဆန်းဆန်း အကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီခေါ်ပြောပွဲကို NLD ပါတီထောက်ခံသူထောင်နဲ့ချီတက်ရောက်ခဲ့ပါတယ်။အဲ့ဒီတော့ဒေါ်အောင်ဆန်းစုကြည်ဟာမိုးကောင်းမျိုးရှိပစ္စည်းမယုံကြောင်းတိုက်ဆရာတော်ကိုဝါဇိုသင်ကန်းဆက်ကတ်လူတမ်းမှုပြုလုပ်ခဲ့ပါတယ်။မြကျင်းအမျိုးကလည်းမိုးကြီးမျိုးအသွားလမ်းတစ်လျှောက်မှာလမ်းမေးဝဲရမှာသူမကိုကြိုးစို့သူအများပြားရှိခဲ့ပါတယ်။ ုံကြီးမြို့နယ်ရှိဟိုပင်မြို့မှာပြုလုပ်တဲ့ရွေးကောက်ပွဲအောင်နိုင်ရေးလူလူဟောပြောပွဲမှာ NLD အနိုင်ရခဲ့ရင်အဂတိလက်ဆောင်မှုအတွက်အာမခံနိုင်မှုရှိသလားလို့ဒေသခံပြည်သူတွေကမေးမြန်းမှုပေါ်မှာအခုလိုဖြေကြားခဲ့ပါတယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုစလဲလောင်းနေကိုရွေးတဲ့အခါမှာကိုစလဲလောင်းအားလုံးဟာမိမိတို့ရဲ့ပိုင်ဆိုင်မှုတွေမရွှေ့ပြောင်းနိုင်တဲ့ပိုင်ဆိုင်မှုတွေစည်ရင်းကိုကျမတို့အဖွဲ့ချုပ်ကိုပေးရပါမယ်။နောက်ပြီးတော့လည်းပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ ်အမှမကန်လာရှိလို့ရှိရင်အဖွဲ့ချုပ်ကနေတော့စီစစ်ချင်တာရရှိရင်အစီစစ်ခံရမယ်ဆိုရလဲအမှခံချက်ဝန်ခံချက်ကိုလက်မှတ်ထိုးရပါတယ်ဒီတော့ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတက်လာတဲ့ကိုယ်စားလှယ်တွေကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှပါဝင်တဲ့ပုံပေါ်တွေအားလုံးကတော့အဲ့ဒီလိုက်စားမှုကိစ္စကပါလေရမယ်လို့ကျမခံမှခံပါတယ်မကင်းလို့ဆိုလို့ရှိရင်တော့ကျမတို့ဥပဒေအရအရေးယူပါမယ် လည်းလုံးချာအင်မတန်ခက်ပါပါအခုကတော့ဒီကလုံးပေးရည်ကိုကိုယ်တိုင်ကလုံးနေတဲ့အခါကျတော့အောက်ကလူတွေလုံးချာနေတော့ဝမတားစီးနိုင်ဘူးဖြစ်နေတာပါဘုံဘုံအခုဒီမိုက်ဆောင်မှုနေချင်းညာချင်းဒီမှာတော့ပျောက်သွားအောင်လို့လုံးလုံးမရဘူးအစအဖြစ်နဲ့တော့တတ်ရှင်းတဲ့အစိုးရတခုတော့ထူထောင်ပေးပါမယ်လို့ကျွန်မအနေနဲ့အားမခံပါဘူး ကချင်ပြည်နယ်ခီးစဉ်တွင်နေရာအများပြားမှာပြည်သူတွေကဘာသာရေးနဲ့ပတ်သက်ပြီးမေးမြန်းတာတွေကိုဒေါအောင်ဆန်းစုကြည်ကဘာသာရေးအသုံးချပြီးစီယုံချင်းတွေပြုလုပ်နေသောကြောင့်ဘာသာရေးကိုအသုံးပြုပြီးနိုင်ငံရေးလှုပ်ခြင်းဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်ပြီးဒီလှုပ်ဆောင်မှုကိုတိုင်းရင်းသားတွေအေးစင်းညညစွာဖြေရှင်းဖို့အရေးကြီးတယ်လို့ပြောခဲ့ပါတယ်။ဟောပြောပွဲတွေကိုဒေသခံတိုင်းရင်းသားပြည်သူလူထုအများအပြားတက်ရောက်ခဲ့ပါတယ်။ ဒေါ်စန်းစုကြည်ဟာအော်တိုဘာလ၄ရက်နေ့မနက်ပိုင်းမှာလည်းကချင်ပြည်နယ်အတွင်းမှာရေကောက်ပွဲအောင်နိုင်ရေးဟော့ပြောပွဲတွေဆက်လက်ပြုလုပ်ဖို့ရှိနေပါတယ်။ဒီစဉ်ထူးခြားတဲ့သတင်းတွေကိုချိန်ညက်တပြင်းညီတင်ဆက်ပေးနေတဲ့ Level Up TV ရဲ့သတင်းစီစဉ်ပုံမှန်ဆက်ကိုပုံမှန်ဆက်ချစ်တို့နဲ့တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီးအခုလိုထောင်နံတွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။တရားတွင်ထူးခြားသတင်းတွေကိုစူးစီးတင်ပြတဲ့ Level Up TV ရဲ့နေ့စဉ်သတင်းစီစဉ် တင်းလာနေမှာတော့ Facebook လူမှုကွန်ရက်တွေမှာလူကြိုက်များနေတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ Facebook Tiger ဒုတ်သံစီစဉ်တပတ်တွင်းကျင်းပခဲ့တဲ့ခန်းသားစီစဉ်တွေလှုပ်ရှားမှုအကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ Inside မြန်မာဒုတ်သံစီစဉ်ကိုတော့အင်ကာနေမှာတင်ဆက်ပေးနေပါတယ်ဘုဒ္ဓဟူးနေ့မှာတော့ထင်ရှားတဲ့ပုံကိုယ်တွေအမှုပညာရှင်တွေနေပေတကူမှာကျွမ်းကျင်တဲ့သူတွေရဲ့အကြောင်းကိုမင်းမြန်းတင်ဆက်ပေးနေတဲ့မိသက်ပါဆန်ဒုတ်သံစီစဉ် နောက်ဆုံးပေါ်နီးပညာတွေကိုတင်ဆက်ပေးနေတဲ့ Beyond Technology နဲ့ Public Voice ရုပ်သံအစီအစဉ်ကိုတော့ကြာသာပတင်းနေမှာကြည့်ရှုရမှာပါ။တောက်ကြနေမှာတော့ဂျပန်တွင်းဖြစ်ပွားခဲ့တဲ့မူကင်းဖြစ်ရပ်တွေကိုသုံးသပ်တင်ပြပေးနေတဲ့ Cry Report ရုပ်သံအစီအစဉ်။တနင်္လာနေ့အတွက်ဂျပန်တွင်းဘောလုံးပွဲပွဲစဉ်တွေကြောင်းကျယ်ပြန့်စွာသုံးသပ်တင်ပြထားတဲ့ Football Talk Show ရုပ်သံအစီအစဉ်နဲ့ နှစ်ပတ်တကြိမ်စနေနေ့မှာတင်ဆက်မယ်ရုပ်သံသတင်းမှတ်တမ်းအစီအစဉ်ပြည်တွင်းမှာလက်လောဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသက်ဆိုင်ရာကြွမ်းကျင်သူတွေနဲ့နိုင်နိုင်ချွတ်ချွတ်မေးမြန်းထားတဲ့ exclusive interview ရုပ်သံအစီအစဉ်နဲ့လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြမယ့်သူတွေအတွက်မဲပညာပေးအစီအစဉ်ဖြစ်တဲ့ Lashim Talk ရုပ်သံအစီအစဉ်တွေကိုတင်းနေနေ့မှာကြီးစုနိုင်ပါတယ် အကြောင်းအရာစုံလင်လာတဲ့ရုပ်တံစီစဉ်နေပြင်ထူးခြားဆန်းသပြီးရတမျိုးစုံတင်ဆက်ပေးမယ့်ရုပ်တံစီစဉ်ကောင်းများစွာကို Eleven Web TV ကဆက်လက်တင်ဆက်သွားဖို့ရှိပါတယ်